1994-95 DKP ရေမခွဲထွက်ခင်ကတမ9မှာတကက်တိုက်ပွဲကြီးကြီးပဲဖြစ်ခဲ့တဲ့နေရာတွေပေါ့ကွာအထူးသဖြင့်မော်ဘူးဂိတ်တိုက်ပွဲတွေမေလာတိုက်ပွဲတွေမဲသောတိုက်ပွဲတွေဝမ်ခါတိကော်မူရာတိုက်ပွဲတွေတကက်ကဘာကျော်တိုက်ပွဲတွေပဲရေဒီယိုဖွင့်လိုက်ရင်တော့ BBC VOA ဆိုဒီသတင်းတွေပဲနေရာယူထားတာများတယ်အဲ့ဒါလွန်ခဲ့တဲ့နှစ်30ဖြစ်ခဲ့တဲ့ဟာတွေပေါ့နော်အဲ့ဒီအချိန်မှာတခြားနေရာတွေညင်သက်နေတဲ့ခါခလာပေါ့ဒီလိုပွဲတွေရဖို့ဆိုရင် ီစစ်အနာရှင်တွေဘက်ကသူတို့အသေးခံပြီးတော့တိုက်ရတဲ့ပွဲတွေဆိုအထူးသဖြင့် Metal War ဆိုနှစ်ကြိမ်တိုင်ပြောင်းပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်သိမ်းရတယ်ဥပမာဒီဝန်ခတိကော်မူရာရေဆိုလားအခောက်ခောက်ခါခါသူတို့တက်ပြီးတဲ့နှစ်တိုင်းလို့သူတို့ထိုးစစ်ဆင်ပြီးတော့အဲ့ဒီကတကယ်တောက်ကွင်းကြီးလေသေတာလဲတောက်တောက်လဲပဲအယိုးတွေတောင်းလို့ပုံနောက်တော့အလောင်းနဲ့တောင်းလို့ပုံတဲ့နေရာတွေဖြစ်ခဲ့တယ်သူတို့ခက်ခက်ကဲကဲတဲ့ဒီနေရာတွေအသက်ပေါင်းများစွာဟိုပေးဆပြီးတော့တိုက်ရတဲ့ ဒီစခန်းတွေကအခုကြတော့လေဟိုကျွန်တော်တို့ပဲပြန်ပြီးတော့အထူးသဖြင့်တတ်မှတ်ခုံပေါ့နော်ပြန်သိမ်းတဲ့အခါမှာကျရင်ပျို့တကယ်တကယ် domino theory လို့ပဲအဲတခုပျို့ရတဲ့ဟိုတခါတဲ့ bro နဲ့ဆိုတခါတဲ့ထိုးဆင်းကုန်တာပဲအဲ့ဒါတွေကတကယ်ထူးခြားတဲ့အရာတွေပဲအခုဆိုရင်တော့စခန်းတိုင်းလိုလိုကဟိုတည့်ရနေတဲ့တလုံးတည့်ရနေတဲ့နှလုံးအဲ့လိုပဲပျို့ကြနေတဲ့အခါကျအခုပြောရမယ်ဆိုရင်တတ်မှတ်ခုခုန်နေစားနဲ့ ဆက်ဆက်နေတဲ့ထိုင်းနယ်စပ်ကြောပန်းဆိုရင်တော့စခန်းကြီးမမတော့မရှိတော့ဘူးလို့ပြောလို့ရတယ်အခုမက်သွားလွယ်လို့ပေါ့နော်ကျန်တဲ့ဟာအတွင်းပိုင်းပဲရှိတော့တယ်ဆိုတော့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အနေထားဟောတမခွန်ရဲ့အနေထားဘယ်လိုရှိလဲဆိုတော့ကောင်းကောင်းမသိဘူးပေါ့နော်သူသဖြင့်ဟိုဒီဒေတာအခြေအနေကိုနားမလည်တဲ့လူတွေအများရန်ပဲတမခွန်ကိုဟိုဟိုလိုလိုဒီလိုလိုနဲ့ဟိုရိုးစုံနေတဲ့ဟာတွေကအခုဆိုရင်တော့ရှင်းလောက်ပါပြီလို့ဒီဒီလောက်ပါပဲ